မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့လှော့ရှားလိုက်ရှင်းဖြင့်လိုရှင်တဲ့ချစ်သူကိုအရယူပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေရာမှာလိုရှင်တဲ့ချစ်သူဆိုတာက crash လေးပါသလို x လေးပါပါတယ်ဒါအပြင်ကိုနဲ့ relationship တစ်ခုထဲမှာရှိနေခင်းရင်တောင်မှကိုနဲ့အဆင်မပြေဖြစ်နေတဲ့ချစ်သူလေးပါပါတယ် ကိုယ့်အနေနဲ့ဘလို့ပုံစံမျိုးနဲ့ချစ်နေရတဲ့ချစ်သူပဲဖြစ်ဖြစ်ဒီနည်းလမ်းကိုအသုံးပြုလိုက်ခြင်းအပြင်မိษွေတော့လိုချင်တဲ့ချစ်သူကိုအရယူနိုင်ပါလိမ့်မယ်။ဒီနည်းပြောပြပေးမယ်ဗီဒီယိုရဲ့နည်းလမ်းကတော့တော်တော်ကြီးအစွန်းထက်တာမို့လို့မိษွေတော့အနေနဲ့တည်တည်ရှာရှာယုံယုံကြည်ကြည်ပြုမှုကျင့်ကြံနိုင်မည်ဆိုရင်တော့မိษွေတော့လိုချင်တဲ့ချစ်သူကိုအမှန်တကယ်လုံးဝရပါလိမ့်မယ်။ဒါကြောင့်ဒီနည်းလမ်းကိုစတင်ကျင့်သုံးကြတဲ့က ကို manifest ပြုလုပ်နေတဲ့ကိုယ့်ရဲ့ချစ်သူဟာကိုယ်အပိုင်းဆိုတာကိုပဲသေချာပေါက်ယုံကြည်ထားလိုက်ပါဒီနည်းနဲ့ကိုစတင်အသုံးပြုတဲ့အချိန်ကစပြီးရင်သူဟာကိုယ့်ချစ်သူဖြစ်သွားပြီကိုယ်နဲ့အဆင်ပြေနေတဲ့ချစ်သူဖြစ်သွားပြီသူဟာကိုယ့်ဘဝအထက်ကိုအမြင်တကယ်ရောက်လာပြီးသားသူဖြစ်သွားပြီဒီလိုပုံစံမျိုးယုံကြည်တဲ့စိတ်နဲ့အလုပ်လုပ်ပါဒါကိုဥပမာအနေနဲ့ပြောရမယ်ဆိုရင်မိတ်ဆွေဟာစာမွေးဝေးတဝေးကိုဖြည့်လိုက်တယ်အဲ့ဒီစာမွေးဝေးကိုမိတ်ဆွေဟာကောင်းကောင်းမွန်မွန်စာမွေးဝေးဖြည့်နိုင်ခဲ့တယ် ဒါပေမဲ့လက်ရှိအချိန်မှာတော့စာမွေးဝေးရဲ့အောင်စင်ရင်ကမထွက်သေးဘူး။ကိုကစာမွေးဝေးဖြစ်နိုင်ခဲ့တာမို့လို့ဒီစာမွေးဝေးဟာကို့အတွက်သေချာပေါင်းအောင်မြင်ပြီးစာမွေးဝေးဖြစ်တယ်တော့သိထားတယ်။ဒီသဘောတရားအတိုင်းပဲဒီ manifestation ကိုစတင်ပြုလုပ်တဲ့အချိန်ကစပြီးရင်မိษွေဟာကိုလိုရှင်တဲ့ချစ်သူရဲ့ချစ်ခင်ရှင်ကိုခင်ရတဲ့သူမျက်နှိုးရှင်ကိုခင်ရတဲ့သူလိုရှင်ရှင်ကိုရရှိနေတဲ့သူ ိုချင်းခင်တဲ့ချစ်သူကိုပိန်ဆိုင်ရရှိနေပြီးသားသူအဖြစ်မိမိကိုကိုဆုံးဖြဲပြီးရင်အတိအမဲ့ပြုလိုက်ပါဒါအတိအမဲ့တကယ်ဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ကိုလေထားပေးပါ ဒီတော့ကိုယ့်ရဲ့စိတ်ထိမှာကိုလိုချင်တဲ့ချစ်သူကို manifest ပြုလုပ်တယ်ရမှရပါမလားဖြစ်မှဖြစ်ပါမလားသူ့ဘေတော့ပြန်လာမှာလေငါမရသေးဘူးဘေးအချိန်မှာသူနဲ့အတူတူကရှိနိုင်မလဲဘလို့ပုံစံမျိုးနဲ့ရှိနိုင်မလဲအဲ့ဒီလိုသင်တရားစိတ်တွေများနေရင်တော့ဒီ manifestation ကိုအစကတည်းကမပြုလုပ်ပါနဲ့လို့ပြောရှင်တယ် manifestation ပြုလုပ်တဲ့အခါဘေတော့ဖြစ်လာမလဲဘေးအချိန်ဖြစ်လာမလဲဆိုတာမိတ်ဆွေတို့ရဲ့အလုံးမဟုတ်ပါဘူးအဲ့ဒါသည် universe ရဲ့အလုပ်ပဲဖြစ်တယ် ဒီလိုဆိုရင်မိတ်ဆွေတော်ရဲ့အလုတ်ကဘာလေးဆိုရင် ကိုပြုလုပ်နေတဲ့ manifestation အလုတ်ပေါ်မှာယုံယုံကြည်ကြည်နဲ့ပြုလုပ်ရမှာပဲဖြစ်တယ်ဘလို့ယုံကြည်ရမလဲဆိုရင်ကိုလိုရှင်တဲ့ချစ်သူကို manifest ပြုလုပ်နေတာမို့လို့အဲ့ဒီချစ်သူဟာကိုမောအထိမှာပိန်ဆိုင်ပြီးသားရယူပြီးသားအဲ့ဒီလိုယုံကြည်ရှဲအပြည့်နဲ့ပြုလုပ်ပါရှေ့ကပြောခဲ့သလိုစာမွေးပြေနိုင်ရင် ကို့အနေနဲ့အချိန်တင်စာမွေးဝေးအောင်ပါပဲဖြေနိုင်ပြီးကတိကမိမိကိုကိုစာမွေးဝေးအောင်နိုင်ပြီဆိုတာကိုသိပြီးသားပဲဖြစ်တယ်ဒီအတိုင်းပဲကို့အနေနဲ့ manifestation စလုပ်ကတိကကိုလိုရှင်တဲ့ချစ်သူဟာကို့ရဲ့အပိုင်ဖြစ်ပြီးသားဆိုတာသိပြီးသားဆိုတဲ့စိတ်နဲ့ပြုလုပ်ပါဒါကြောင့်ဒီ manifestation ကိုပြုလုပ်တဲ့အခါစိုးရိမ်ပူပင်စိတ်တွေရှိမနေတော့ဘဲနဲ့ဒီလူသည်ကိုယ်အပိုင်ဖြစ်တာမို့လို့ ကိုယ်စိတ်ထိမှာအမြဲတမ်းသူနဲ့အဆင်ပြေနေတဲ့ပုံစံတွေပုံရိပ်တွေကိုစိတ်ကူးရင်ပါပုံဖော်ပါ Living from the end result ဆိုတဲ့နောက်ဆုံးရလဲမှာနေထိုင်ပါဆိုတဲ့စကားအတိုင်းကိုလိုရှင်တဲ့ချစ်သူနဲ့အမှန်တကယ်ပျော်ရွှင်နေရပြီးကိုလိုရှင်တဲ့ချစ်သူနဲ့ relationship တစ်ခုတည်းကိုရောက်နေပြီးကိုလိုရှင်တဲ့ချစ်သူကကိုယ့်ကိုမျက်နှုတ်တင်ဖို့ထားနေပြီးဆိုတဲ့ပုံစံမျိုးနဲ့သာနေထိုင်ပါ ဒီနေရာမှာရှေ့ကပြောခဲ့တဲ့လွှတ်ချထားလိုက်ပါဆိုတဲ့စကားကိုပြန်လို့စဉ်းစားမယ်ဆိုရင်သူ့နဲ့ပတ်သက်ပြီးရင်ဘာစိုးရင်ပူပန်စိမ်းမှထားမနေပါနဲ့တော့ဘာကိုလွှတ်ချရမလဲဆိုရင်အဲ့ဒီကိုချစ်သူနဲ့ပတ်သက်လို့စိုးရင်စိတ်တွေပူပန်စိတ်တွေကိုအကုန်လုံးလွှတ်ချလိုက်ပါအဲ့ဒီလိုစိုးရိမ်ပူပင်စိတ်တွေကိုလွှတ်ချလိုက်တဲ့အခါမှာ ကိုလိုရှင်တဲ့ energy တွေဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်အထိကိုယ့်ဘဝအထိကို စီးဝင်လာမှာပဲဖြစ်တယ်။အဲ့ဒါကြောင့် manifestation ဆရာကြီးတွေက let it go let it flow လို့ပြောတာဖြစ်တယ်။ let it go ဆိုတာကစိုးရိမ်ပူပင်စိတ်တွေကိုလွှတ်ချရမယ်။ let it flow ဆိုတာကအဲ့ဒီလိုလွှတ်ချလိုက်တဲ့အခါမှာကိုလိုရှင်တဲ့ energy ဟာကိုယ့်စီကိုစီးဝင်လာမှာဖြစ်တယ်။ဘာဖြစ်လို့ဒီလိုစိုးရိမ်ပူပယ်စိတ်တွေကိုလွှတ်ချရမလဲဆိုရင်အဲ့ဒီစိုးရိမ်ပူပယ်စိတ်တွေကဘေးမိတ်ဆွေလိုရှင်တဲ့ချစ်သူကိုမရရှိနိုင်အောင်တားဆီးပေးနေတဲ့အတားအဆီးတွေဖြစ်တဲ့ energy block တွေဖြစ်ပါတယ် ဒါကြောင့် manifestation ပြုလုပ်တော့မယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကို release လုပ်လိုက်ပါကိုလိုချင်တဲ့ချစ်သူနဲ့ပတ်သက်လို့စိုးရိမ်စိတ်တွေတင်တရားစိတ်တွေမကြင်နေတဲ့စိတ်တွေစတဲ့အပြုသဘောဆောင်တဲ့ emotion တွေစိတ်ကူးစိတ်သင်းတွေအကုန်လုံးကိုလွှတ်ချလိုက်ပါအဲ့ဒီလိုအပြုသဘောမဆောင်တဲ့ negative emotion တွေကိုလွှတ်ရှာနိုင်ဖို့ ဒီ manifestation ကိုစလို့ပြုလုပ်ကတိကယုံယုံကြည်ကြည်နဲ့ပြုလုပ်ပါဘလို့ယုံကြည်ရမလဲဆိုရင် စလို့ manifestation ပြုလုပ်ကတိကသူဟာကိုယ့်ရဲ့အပိုင်ဖြစ်ပြီးသားဆိုတာကိုယုံကြည်ပါစာမွေးဝေးဖြင်းနိုင်တဲ့ဥပမာလိုဒီစာမွေးဝေးကိုဖြင်းနိုင်ပြီးကတိကဒီစာမွေးဝေးကိုအောင်မြင်ပြီးပြီးတော့သိထားတာဖြစ်တယ်အောင်မြင်ပြီးတော့လေးယုံကြည်ရဲ့အဲ့ဒီတော့စာမွေးဝေးအောင်မြင်မှာဘေတော့အောင်မြင်မှာလေးဘေးအရှိန်အောင်မြင်မှာလေးကိုစဉ်းစားမနေတော့ဘေး အချိန်တည်းရင်ကိုဟာစာမွေးဝဲအောင်ပြည်သားလူတယောက်ဖြစ်နေပြီဆိုတာကိုသိတကယ်တော့ပေါ့နော်အခုလေဒီ manifestation ကိုစလုပ်ပြီးကတည်းကအချိန်တည်းရင်ကိုလိုချင်တဲ့ချစ်သူဟာကိုနဲ့အတူတူကရှိနေရမယ်ဆိုတာကို သိပြီးသားပဲဖြစ်ပါလိမ့်မယ်ဒီလိုယုံကြည်ချက်ရှိရှိနဲ့ကိုရဲ့ manifestation ကိုအလုံးလုံးနိုင်ပြီဆိုရင် ကိုယ့်အတွက်မလိုလားအပ်တဲ့ negative emotion တွေအပြုသဘောမဆောင်တဲ့စိတ်ကူးစိတ်သင်းတွေအတွေ့တွေသင်တရားစိတ်တွေစိုးရိမ်စိတ်တွေအကုန်လုံးကိုလွှတ်ချနိုင်ပါလိမ့်မယ်။ယုံကြည်ခြင်းရှိရှိနဲ့အလုံးလုံးပြီးရင် negative emotion တွေကိုလွှတ်ချနိုင်ဖို့ကတော့ဒီ manifestation ရဲ့ပထမအဆင့်ပဲဖြစ်ပါလေ။ဒုတိယအဆင့်ကတော့ကိုယ့်ရဲ့စိတ်တဲ့ကိုယ့်ရဲ့ mindset ကိုပြောင်းရမှာဖြစ်တယ်။အခြေအနေတွေမှာအဆင်မပြေဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ ကိုယ့်ရဲ့စိတ်တဲ့ကြောင့်ပဲဖြစ်တယ်ဘလို့စိတ်တဲ့ကြောင့်လဲအချင်းရင်နဲ့ပတ်သက်လာတဲ့အခါရှားပါနေတဲ့စိတ်တဲ့ကြောင့်ဖြစ်တယ်ငါ့ကိုဘသူမှမချစ်ဘူး तू ကငါ့ကိုချစ်မှမဟုတ်ဘူး तू ကငါအပေါ်အရင်ရဲဆက်လိုက်တာငါ့ကိုဆိုရင်ကြင်ကြင်နန်နန်နဲ့ကိုမရှိဘူးဘေတော့မှချစ်တယ်တော့တောင်မထင်ရဘူးအဲ့ဒီလိုစိတ်ကူးစိတ်သင်းလေးတွေကြောင့်ကိုယ့်ရဲ့ဘဝမှာအချစ်ရအဆင်မပြေရတဲ့အကြောင်းရင်းပဲဖြစ်တယ် ဒါအပြင်ကိုစိတ်ထက်ကတစုံတရာကိုချစ်နေမိတယ်လို့တွေးမိပြန်လေသူ့ဖက်ကကိုကိုညင်းပေလားမလားဆိုတဲ့စိုးရင်တဲ့စိတ်အဲ့ဒီချစ်သူနဲ့အတူတူရှိနေရပြီဆိုရင်လေ သူကကိုကို ထားသွားမလားဆိုတဲ့စိုးရင်တဲ့စိတ်အဲ့ဒီလိုစိတ်တွေကြောင့်လေဘဝမှာအချစ်ရေးအဆင်မပြေဖြစ်တတ်ကြပါလေအခုပြောပြခဲ့တဲ့စိတ်တွေအားလုံးဟာအချစ်ရင်နဲ့ပဲသက်လို့ကင်းမင်းနေတဲ့စိတ်ငင်းမွေးနေတဲ့စိတ်အချစ်မချစ်ဘူးဆိုတဲ့ခံစားနေရတဲ့စိတ်တွေကြောင့်ပဲဖြစ်ပါလေ ဒီလိုစိတ်ဓာတ်တွေကိုပြင်လဲပြောင်းဖို့လိုအပ်ပါတယ်။ဒီစိတ်ဓာတ်တွေကိုပြောင်းပြင်နိုင်လိမ့်မည်ဆိုရင်တော့လူတိုင်းကကိုယ့်ကိုချစ်တယ်၊လူတိုင်းကကိုယ့်ကိုလိုအပ်တယ်၊ကိုယ့်ချစ်ခင်တဲ့သူကလေကိုယ့်ကိုအရင်ချစ်တယ်၊ကိုယ့်ကိုအရင်သဘောကျတယ်။ဒါကြောင့်သူကကိုယ့်ကိုဘေးတော့မှညှင်းပေးမှာမဟုတ်ဘူး။ကိုယ့်ကိုအရင်ချစ်တဲ့သူမို့လို့သူ့ဖက်ကကိုယ့်ကိုဘေးတော့မှထားပေါ်မှာမဟုတ်ဘူးဆိုတဲ့ပြောင်းပြင်အခြေအနေကို ပြင်လဲစဉ်းစားကြည့်ပါ။ဒီလိုပုံစံမျိုးအချင်းချင်းနဲ့ပတ်သက်လို့ကြွေဝါနေတဲ့စိတ်တည်းရှိဖို့လိုအပ်ပါတယ်။ ဒီလိုစိုက်တဲ့မျိုးရရှိနိုင်ဖို့အတွက်ဒီစီကအပိုင်းနှစ်ပိုင်းခွဲပြီးပြောပြပါမယ်။ပထမအပိုင်းကတော့ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုပဲဖြစ်တယ်။ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုဆိုတာက ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကိုဒီထက်ပိုမိုကောင်းမွန်လာအောင်မိမိကိုယ်ကိုပြုပြင်ပြောင်းလဲရမှာဖြစ်တယ်။ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုပြုပြင်ပြောင်းလဲဖို့ကိုယ့်အနေနဲ့လှပတည်သေးတဲ့အဝတ်အစားတွေကိုဝယ်ဆင်ပါ။ပြီးရင်ကိုယ့်ခန္ဓာကိုယ်ကိုလေးတင့်တင့်ရှင်းရှင်းလှလှပပနေပါ။ ကျဲမာရေးနဲ့ညီညွဲတဲ့အစားအသောက်တွေစားပေးပါကျဲမာရေးအတွက်လေ့ကျင့်ခန့်တွေပြုလုပ်ပါဒါအပြင်ကိုယ့်ကိုချစ်တဲ့တငင်းရှင်းအပေါင်းအသင်းမိဖဆွေမျိုးညီကိုမောင်နှမတွေနဲ့အတူတကွပျော်ပျော်ရွှင်ရွှင်နေထိုင်ပါဒီနေရာမှာရှောင်းကြီးရမင်းအချက်တခုတော့ရှိပါတယ်အဲ့ဒါကကိုလိုရှင်တဲ့ချစ်သူကဘသူတွေနဲ့တွေ့နေလေဘာတွေလုပ်နေလေအဲဘလို့ပုံစံမျိုးတွေရှိနေလေဆိုတဲ့အဲ့ဒီလိုလိမ့်လည်စုံစမ်းတာတွေကိုမပြုလုပ်ပါနဲ့ ိုကသူ့နဲ့ပတ်သက်လို့သူ့ကို crash နေတယ်ဆိုရင်လေသူ့ရဲ့အချစ်ကိုရရှိဖို့သူ့ကိုလက်ဆောင်ပေးတာတွေသူ့နဲ့နီးနီးကဲကဲဖြစ်အောင်စကားတွေအများကြီးသွားပြောနေတာတွေအဲ့ဒီလိုတမင်တကရည်ရွယ်ချက်ရှိရှိပြုလုပ်နေတဲ့အလုပ်တွေကိုမပြုလုပ်ပါနဲ့တာမန်လူတယောက်ကိုဆက်ဆင်တဲ့ပုံစံအတိုင်းကိုယ့်ဖက်ကမှန်မှန်ကန်ကန်တည်တည်ငြိမ်ငြိမ်နဲ့သာသူ့ကိုဆက်ဆင်ပေးပါကိုယ့်ထဲအရင်အရေးကြီးတဲ့လူတယောက်ကိုဆက်ဆင်တဲ့ပုံစံမျိုး သူ့ကိုလုံးဝမဆက်ဆင်ပါနဲ့မိတ်ဆွေတည်တာလျင် အရေးကြီးတဲ့သူဖြစ်ပါတယ်ကိုယ့်ရဲ့ဘဝမှာ ကိုတည်တာလျင် အရေးအကြီးဆုံးသူဖြစ်တယ်ကိုယ့်ရဲ့ဘဝမှာကိုမဟုတ်တဲ့တခြားသူတွေအရေးကြီးတဲ့သူမဟုတ်ပါဘူးဒါကြောင့်မိတ်ဆွေဟာမိမိကိုကို အရေးကြီးတဲ့သူတရားအဖြစ်သက်မဲ့ပြီးရင်မိမိကိုကိုပဲအရေးကြီးတဲ့သူတရားအဖြစ်ဆက်ဆင်ပါ အခြေအနေနဲ့ပတ်သက်လာရင်ရှားပါတဲ့စိတ်ဓာတ်တွေကိုပြောင်းလဲနိုင်ဖို့ဒုတိယအဆင့်ကတော့စိတ်ပိန်ဆိုင်ရာကိုအလုပ်လုပ်ရမှာဖြစ်တယ်။လူရှင်တဲ့ခြေသူကို manifest ပြုလုပ်တဲ့အခါ manifestation ဆရာသမားတွေကကိုရဲ့တဖက်လူရဲ့ social media ကိုသွားလို့ကြည့်မနေနဲ့မစုံစင်းနေနဲ့သူဘာတွေလုပ်နေလဲဘာတွေစ조사နေလဲသူဘသူနဲ့တွေးနေလဲစသဖြင့်အဲ့ဒီလိုပုံစံမျိုးတွေကိုလိမ့်လည်မစုံစင်းပါနဲ့လို့ပြောပြီးရင်အချစ်နောက်ကိုမလိုက်ဖို့အကြံပြုတဲ့တယ် အဲ့ဒီတော့အချစ်နောက်ကိုမလိုက်ပြီးနဲ့နေပြီးတဲ့အခါမှာအဲ့ဒီအချစ်ကိုလိုချင်တော့ပဲ manifestation အလုပ်တွေကိုစတင်ပြုလုပ်ကြတယ်။လိုချင်တဲ့အချစ်ကိုရဖို့ manifestation ပြုလုပ်တဲ့ဆိုကတိကရုပ်ပိုင်းဆိုင်ရာ အရှိအနေအပြင်အချစ်နောက်ကိုမလိုက်ပြီးမေးလေစိတ်ပိုင်းဆိုင်ရာအရှိအနေ energy ပိုင်းဆိုင်ရာ အရှိအနေကတော့လိုချင်တဲ့အချစ်ကိုရဖို့ energy လိုက်နေတာပဲ။အခုလေးမိတ်ဆွေဟာဒီဗီဒီယိုကိုနားထောင်နေတဲ့ဆိုကတိကကိုလိုချင်တဲ့ချစ်သူကို ဘလို့ရအောင်လိုရမလဲဆိုပြီးတော့စဉ်းစားနေတာတွေရှိမိဒါကြောင့်ဒီဗီဒီယိုကိုလာကြည့်တာဖြစ်တယ်အဲ့ဒီတော့မိတ်ဆွေဟာ energy လိမ့်နေတဲ့လူတစ်ယောက်ဖြစ်တယ်ဒီလို energy လိမ့်နေတာကိုရက်တင်ဖို့လို့တယ် energy လိမ့်နေတာကိုရက်တင်နိုင်ဖို့အတွက်မိတ်ဆွေဟာလွှတ်ရှားရမှာပဲဖြစ်တယ်ဘာကိုလွှတ်ရှားရမလဲဆိုရင်ငါသူ့ကိုလိုရှင်ပါတယ်ဆိုတဲ့စိတ်ကလေးကိုလွှတ်ရှားရမှာဖြစ်တယ် ဒီလိုစိတ်ကလေးကိုလွှတ်ချနိုင်ဖို့မိတ်ဆွေကဘလို့ပြင်တွေးရမလို့ဆိုရင်ငါကသူ့ကိုလိုရှင်နေတာမဟုတ်ဘူး။ तू ကငါ့ကိုလိုရှင်နေတာဆိုပြီးတော့ပြင်ပြီးရင်တွေးတောစဉ်းစားလိုက်ပါ။ ငါဖက်ကသူ့ကိုလိုရှင်နေပါတယ်ဆိုတော့အတွေးကိုအဓိကလွှတ်ရှားမှာဖြစ်တယ်ဒီလိုလွှတ်ရှားနိုင်ဖို့မိษွေဟာမိမိကိုယ်ကိုအရေးကြီးတဲ့သူတရားအဖြစ်သက်မှတ်ပါမိษွေဟာမိန်းကလေးဖြစ်ခဲ့တယ်ဆိုရင်ငါဟာမင်းသမီးဖြစ်တယ်တော့တွေးပေးပါမိษွေဟာယောက်ျားလေးဖြစ်ခဲ့တယ်ဆိုရင်ငါဟာမင်းသားဖြစ်တယ်တော့တွေးပေးပါမိတ်ဆွေကအမြင့်တဲ့စင်ပေါ်ကလူတယောက်ဖြစ်တယ်တော့မိမိကိုကိုတိပေးပါ ဘာဖြစ်တော့ဒီစကားကိုပြောရသလဲဆိုရင်ကျွန်ုပ်တို့ဟာတစုံတရာကိုချစ်မိပြီးတစုံတရာကိုလိုချင်နေမိပြီးဆိုရင်သူ့ကိုစင်ပေါ်မှာတင်ထားတဲ့ကြတယ်ကိုမဟုတ်တဲ့တခြားလူတရာကိုစင်ပေါ်မှာတင်လိုက်ခြင်းအပြင်ကိုဟာအလိုလျောက်အောက်ကိုရောက်သွားတယ်ဒါကြောင့်မိစေတော်အနေနဲ့မိမိကိုကိုပဲစင်ပေါ်မှာတင်ထားပါမိမိကိုကိုဘယင်ကြီးတပါလို့ဆက်ဆင်ပါမိမိကိုကိုဘယင်မကြီးတပါလို့ဆက်ဆင်ပါ တခြားသူတယောက်ရဲ့အချစ်ကိုရဖို့တောင်းပန်နေစရာမလိုဘူးအောက်ကျနောက်ကျခင်နေစရာမလိုဘူးတခြားသူတယောက်ရဲ့အချစ်ကိုရဖို့အတွက်ငါ့ကိုချစ်ပါငါ့ကိုချစ်ပါငါနာကဘေတော့မှထွက်မသွားပါနဲ့လို့ပြောနေစရာလည်းမလိုဘူးတစုံတယောက်ကကိုနာကမထွက်သွားဖို့အတွက်ကို့အနေနဲ့ဝက်တွားခါရတွေပြုလုပ်ပေးနေစရာမလိုဘူးမိတ်ဆွေကပြည့်စုံကောင်းဝင်တဲ့လူတယောက်ဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေဟာတခြားသူတယောက်ရဲ့အချစ်ကိုရဖို့အတွက် အောက်ကျခင်နေစရာမလိုဘူးခေါင်းငုံနေစရာမလိုဘူးလိတ်ဖဲနေစရာမလိုဘူးလိတ်ဆွေးနေစရာမလိုပါဘူးမိတ်ဆွေဟာပြည့်စုံကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်တာမို့လို့မိတ်ဆွေရဲ့အချစ်ကိုရာဖို့တခြားသူတွေက တောင်းပင်လာရမှာဖြစ်တယ်တခြားသူတွေကတောင်းဆိုလာရမှာဖြစ်တယ်တခြားသူတွေကမိတ်ဆွေရဲ့အချစ်ကိုရာဖို့အောက်ကျနှုတ်ကြခင်ပြီးရင်ပြုလုပ်ပေးရမှာဖြစ်တယ်မိတ်ဆွေရဲ့အချစ်ကိုရာဖို့တခြားသူတွေကမိတ်ဆွေလိုအပ်တာတွေကို လိမ်လျိုးပေးရမှာဖြစ်တယ် တခြားသူတွေကို စင်ပေါ်မှာမတင်ပေးတဲ့မိမိကိုယ်ကိုစင်ပေါ်မှာအမြင်နဲ့တက်လို့နေလိုက်ရှင်ကတခြားသူတွေကို အလိုလျောက်အောက်ကိုရောက်စေပါတယ်။ဒါကြောင့်မိမိကိုယ်ကိုဘယင်မကြီးတစ်ပါးလို့ဆက်ဆင်ပါမိမိကိုယ်ကိုဘယင်ကြီးတစ်ပါးလို့ဆက်ဆင်ပါဒီလိုပုံစံမျိုးမိမိကိုယ်ကို ကောင်းမွန်စွာဆက်ဆံရှင်းအပြင်မိမိကိုယ်ကိုချစ်ပေးပါ မိတ်ဆွေကတခြားသူတယောက်ကိုချစ်နေတာမဟုတ်ပါဘူးမိတ်ဆွေကမိမိကိုယ်ကိုပဲချစ်နေတဲ့သူဖြစ်ပါတယ်တခြားသူကလည်းမိတ်ဆွေကိုချစ်ရမှာပဲဖြစ်တယ်မိတ်ဆွေကမိမိကိုယ်ကိုချစ်နိုင်ပြီဆိုရင်တခြားဘသူကမှကိုယ်အနားမှာရှိနေသည်ဖြစ်စေမရှိနေသည်ဖြစ်စေမိတ်ဆွေဟာချစ်ချင်းမေတ္တာတွေကိုရရှိနေတာပဲဖြစ်တယ်မိမိကိုယ်ကိုချစ်ခြင်းအပြင်တခြားတစုံတရာကငါ့ကိုချစ်မှချစ်ပါမလားဆိုတဲ့အတွေးတွေစိတ်ကူးတွေကိုတွေးတောစဉ်းစားနေစရာမလိုပါဘူး မိမိကိုယ်ကိုချစ်ချင်းအဖြစ်တခြားသူတယောက်ကငါ့ကိုထားသောမလားဆိုတဲ့စိုးရိမ်စိတ်တွေလေးဖြစ်နေစရာမလိုပါဘူး။ကိုဘွားမှာတခြားတစုံတယောက်ချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေကိုသာလျင်အဓိကပဲဖြစ်တယ်။စိမ့်မှန်တဲ့ပျော်ရွှင်မှုဆိုတာလေတခြားသူတွေစီကမရနိုင်ပါဘူး။တခြားသူတွေစီကရနိုင်တဲ့ပျော်ရွှင်မှုဟာခက်တရာကြီးပျော်ရွှင်မှုသာဖြစ်ပါတယ်။ကောင်းမွန်တဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုကြောင့်ရရှိလာတဲ့ပျော်ရွှင်မှုဟာစိမ့်မှန်တဲ့ပျော်ရွှင်မှုမဟုတ်ပါဘူး။ ဥပမာငွေတွေအများကြီးရရှိတော့ပျော်ရွှင်တယ်။နောက်ဥပမာတစ်ခုအနေနဲ့ပြောမယ်ဆိုရင်ကိုယ့်ချစ်သူကကိုယ်အရင်ချစ်နေတာမို့လို့ပျော်ရွှင်တယ်။ဒီလိုပျော်ရွှင်မှုတွေဟာစိတ်မှန်တဲ့ပျော်ရွှင်မှုမဟုတ်ပါဘူး။စိတ်မှန်တဲ့ပျော်ရွှင်မှုတစ်ခုရရှိနိုင်ဖို့ရုပ်ပိုင်းဆိုင်ရာအရှိအနေတွေကိုမမိခိုးပါနဲ့။ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရှိအနေကိုပဲပုံမတိုးတဲ့ကောင်းမှန်အောင်ကြိုးစားပါ။ဒီလိုဖြစ်စေဖို့အတွက်မိမိကိုယ်ကိုချစ်တဲ့ self love ကအရေးကြီးပါတယ်။ မိမိကိုကိုမိမိချစ်ချင်းအပြင်တခြားသူတွေကကိုကိုချစ်မှချစ်ပါမလားဆိုတဲ့စိုးရိမ်စိတ်တွေလုံးဝမရှိတော့ပါဘူးမိမိကိုကိုချစ်ချင်းအပြင်တစုံတရာကငါ့ကိုထားသွားမလားဆိုတဲ့ကြောက်ရွံ့နေတဲ့စိတ်တွေရှိလာမှာမဟုတ်ပါဘူးမိမိကိုကိုမိမိအမှန်တကယ်ချစ်မိသွားတဲ့အခါဘေးပဲဝင်ခြင်းကဘသူကပဲချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေ ို့အနေနဲ့ဘသူ့ကိုမှဂယုစိတ်မှ မဟုတ်ပါဘူးအဲ့ဒီအချိန်မှာငါ့ကိုဘသူ့မှမချစ်ကြဘူး तू ကငါ့ကို ရစက်လိုက်တာအဲ့ဒီလိုအတွေ့အမျိုးတွေလုံဝတွေးမိမှမဟုတ်ပါဘူးဒါကြောင့်မိမိကိုကိုချစ်ဖို့အရင်အရေးကြီးပါတယ်မိမိကိုကိုမိမိမချစ်သေးသရွေ့ဘသူ့ကမှလေးမိတ်ဆွေကိုချစ်လာမှမဟုတ်ပါဘူးမိမိကိုကိုမိမိချစ်လာတဲ့အခါမိတ်ဆွေရဲ့ယဉ်ထင်းကထုတ်လွှဲနေတဲ့ vibration energy ဟာချစ်ချင်းမေတ္တာနဲ့သက်ဆိုင်တဲ့ vibration energy တွေကိုပဲထုတ်လွှဲနေပါလိမ့်မယ်။ ဒီတော့မိတ်ဆွေဟာချစ်ချင်းမေတ္တာတွေကိုထုတ်လွှဲနေတဲ့အဓိကမင်တိန်ကြီးတစ်ခုဖြစ်နေတဲ့အခါမှာတခြားသူတွေကလည်းမိတ်ဆွေကိုချစ်ခင်လာပါလိမ့်မယ်။ဒီလိုပြုလုပ်ခြင်းအပြင်မိတ်ဆွေဟာချစ်ချင်းမေတ္တာမြောက်များစွာကိုပိန်ဆိုင်ရရှိနိုင်တဲ့လူဖြစ်လာပါလိမ့်မယ်။အဲ့ဒီအခါမှာအချစ်ရင်နဲ့ပတ်သက်လို့ငဲ့မွဲ့ခေါင်းပါနေတဲ့စိတ်တွေတွေမရှိတော့ပါဘူး။ဒီလိုပုံစံမျိုးနဲ့မိတ်ဆွေလိုချင်နေတဲ့အချစ်ရင်းနဲ့ပတ်သက်လို့တွေ့ဝါနေတဲ့စိတ်တဲ့တွေ့ဝါနေတဲ့မိတ်ဆက်စီကို ြောင်းလေးသွားပါလိမ့်မယ်။ဆက်လက်ပြီးရင်လိုချင်တဲ့ချစ်သူကိုအရယူနိုင်ဖို့အဆင့်သုံးကိုသွားကြပါမယ်။ဒီအဆင့်မှာတော့ affirmation ရွေးဆိုတဲ့အဆင့်ပဲဖြစ်ပါတယ်။ဒီ affirmation မှာတော့ငါဟာလိုချင်မမှုဝေကောင်းတဲ့သူဖြစ်တယ်။ငါဟာချစ်ခင်နှစ်သက်ဝေကောင်းတဲ့သူဖြစ်တယ်။ဒါကြောင့်ငါကို လိုချင်နေတဲ့သူချစ်ခင်နေတဲ့သူဝိုင်းဝန်းနေနေပြီ။ငါချစ်ခင်သဘောကြတဲ့လူတွေအားလုံးကငါ့ကိုချစ်ခင်သဘောကြကြပါတယ်။ အာဖရမီရှင်းကတော့ဒီလောက်လေးပဲဖြစ်ပါတယ်။ဒီအာဖရမီရှင်းကိုထက်တလေးလေးကြိမ်ဖင်များစွာရွက်ဆိုပါအားတဲ့အချိန်တိုင်းမှာရွက်ဆိုပါ အသင်အကြည်ကြီးနဲ့အော်ကြီးဟစ်ကြည်ရွေးနေစရာမလိုပါဘူးကိုစိတ်ထင်ကယုံယုံကြည်ကြည်နဲ့ရွေးဆိုရင်ရပါတယ်ဒီအပရမရှင်ကိုဘေးအချိန်မှာရွေးဆိုရမလို့ဆိုရင်အားသမျှရွေးဆိုပါသွားလိုက်လားလိုက်စားလိုက်တောက်လိုက်တဲ့ကိုရွေးဆိုပါ ဖျားခါထားတဲ့ဘုတ်ကိုထက်တလီလီရွှဲဆိုတကယ်တော့ DR permission ကိုထက်တလီလီရွှဲဆိုပါအဲ့ဒီလိုရွှဲဆိုတဲ့အချိန်မှာကိုရွှဲဆိုတဲ့အတိုင်းအမှန်တကယ်ဖြစ်နေတယ်ဆိုပြီးရင်စိတ်ကူးထင်းမှာစိတ်ကူးရင်ပြီးရင်ပုံဖော်ပြီးရင်ရွှဲဆိုပါ ကိုရွှဲဆိုလိုက်တဲ့အတိုင်းခံစားချက်အပြည့်နဲ့ရွှဲဆိုပါဆက်လက်ပြီးကိုလိုရှင်တဲ့ချစ်သူကို အရယူနိုင်ဖို့အဆင့်လေးကိုသွားကြပါမယ်။အဆင့်လေးကတော့စာရေးရှာတဲ့နီးစနီးကိုအသုံးပြုမှဖြစ်ပါတယ်။ ဒီလိုစာရင်းရှားတဲ့နီးစနစ်ကိုအသုံးပြုဖို့ဘောပင်အသစ်တစ်ချောင်းနဲ့စာအုပ်အသစ်တအုပ်ကိုသီးသင့်တက်မှတ်ထားပါအဲ့ဒီဘောပင်နဲ့အဲ့ဒီစာအုပ်ကိုတခြားနေရာတွေမှာမသုံးပါနဲ့ဒီ manifestation လုပ်ငန်းစီမှာအသုံးပြုဖို့သီးသင့်အသုံးပြုတာပဲဖြစ်ပါစေဒီလိုစာရေးရှားတာကိုဘေးအချိန်ရေးရှားရမလို့ဆိုရင်မိတ်ဆွေအနေနဲ့ညအိခာနီစီစီအချိန်မှာရေးရှားပါ ညာအိခာနီအချိန်တခြားဘာအလုတ်တစ်ခုကိုမှပြုတ်လုံစရာ မလိုတော့တဲ့အချိန်မှာဒီစာရေးရှားတဲ့လီချင်းခင်းကိုပြုတ်လုံပါစာရေးရှားတာကိုပြုတ်လုံပြီးနောက်တခြားဘာအလုတ်ကိုမှမလုပ်ပါနဲ့တော့အဲ့ဒီကိုရေးရှားထားတဲ့စာသားတွေအတိုင်းစိတ်ခင်စားရှဲအပြည့်နဲ့အိပ်ပျော်သွားအောင်ပဲပြုတ်လုံပါစာရေးရှားပြီးတဲ့နောက်မှာရုံကအလုပ်တွေပြုလုပ်တာဖုံးသုံးနေတာတခြားသူတွေနဲ့စကားပြောနေတာဘာတစ်ခုကိုမှမလုပ်ပါနဲ့စာရေးရှားပြီးတာနဲ့ မိတ်ဆွေဟာအိယာမှာဖြစ်တယ်။အဲ့ဒီတော့ဘေးအရှိန်အိမ်မလေးဆိုတာအရှိန်တစ်ခုတင်မဲ့လိုက်ပါ မိတ်ဆွေအနေနဲ့အိမ်နေကြအရှိန်က7နာရီခွေးဆိုရင်7နာရီခွေးတိတိမှမိတ်ဆွေဟာစာရေးချလိုက်ပါဒီတော့ဘလို့စားရရေးရှာရမလဲမိတ်ဆွေရဲ့စိတ်ထေးမှာကိုလိုချင်တဲ့ချစ်သူနဲ့အမြင်တကယ်အချစ်ရအစဉ်ပြေနေပြီ relationship တစ်ခုထေးမှာရောက်နေပြီနှစ်ဦးသားပျော်ရွှင်နေကြပြီဆိုတဲ့အကြောင်းတွေကိုစိတ်ကူးရင်ပါ အဲ့ဒီလိုပုံစံမျိုးနဲ့တရဲမှာဇလင်းလေးတစ်ပုဒ်စီကိုရေးရှာပါဇလင်းတစ်ပုဒ်ဆိုတာကမိษွေအနေနဲ့ဒိုင်ယာယူရေးသလိုရေးလိုက်ပါဥပမာဆိုပါစို့ဒီနေ့ကဆီလာပိုင်းရက်20ရက်နေ့ဖြစ်တယ်ပေါ့နော်အဲ့ဒီလိုဆိုရင်နေဆွေးတစ်ခုတက်လိုက်20ရက်ဆီလာပိုင်း2025ခုနှစ်ပြီးရင်အောက်ကစာရေးမိဒီနေ့မနေ့ပိုင်းကသူနဲ့ ဘလို့နေရာမှာတွေ့ကြတယ်နှစ်ယောက်သားဘေးကိုသွားပြီးရင်စကားပြောကြတယ်ပျော်ရွှင်ကြတယ်ရီမိုးကြတယ်ဒီနေ့မှငါကသူ့တငေရှင်တယောက်နဲ့မိတ်ဆက်ခွင့်ရခဲ့တယ်သူကငါကိုသူ့တငေရှင်နဲ့မိတ်ဆက်ပေးပါတယ်ပျော်ရွှင်ခေးပါတယ်ငါကသူ့ကိုလေအဲငါတငေရှင်တွေနဲ့မိတ်ဆက်တယ်ဒီနေ့မှဘေးနေရာမှာဘေးဆိုင်မှာထိုင်ပြီးရင်လက်ဖက်ရည်တောက်တယ်ထမင်းစားတယ်စသည်ဖြင့်ကိုဖြစ်ရှင်တဲ့ပုံစံလေးတွေကို စိတ်ကူးရင်ပါ သူနဲ့ relationship တစ်ခုထင်းမှာပျော်ပျော်ရွှင်ရွှင်ရောက်ရှိနေတဲ့ပုံစံမျိုးအတိုင်းစိတ်ကူးရင်ပြီးရင်ရေးချပါ။နေ့စဉ်နေ့တိုင်းသူနဲ့အတူတကွာရှိနေပြီးရင်သူနဲ့တွေးနေကြတဲ့ပုံစံမျိုးအတိုင်းရေးချပါ။တရက်နဲ့တရက်ရေးရှာတဲ့ဇလင်းတွေကတုန်နေစရာလေးမလိုပါဘူး။ပြီးရင်စာတမျက်နှာအပြည့်ရေးရမယ်လို့လေမဆိုလိုပါဘူး။ဇလင်းလေးတစ်ပုဒ်ဖြစ်ရင်လုံလောက်ပါပြီ။ အဲ့ဒီဇဲလင်ကလည်းအမှန်တကယ်ပျော်ရွှင်ခရတဲ့ဇဲလင်ကိုယ့်အတွက်ကောင်းမွန်တဲ့ဇဲလင်အဲ့ဒီလိုဇဲလင်လေးတွေကိုရေးချပါဒီလိုရေးချပြီးတဲ့နောက်မှာကိုယ့်အနေနဲ့အရင်ကိုပျော်ရွှင်ခရတဲ့အကြောင်းစိတ်ထင်းမှကြည်နေမိတဲ့အကြောင်းရှင်ရှင်မြတ်တာတွေခင်စားရတဲ့အကြောင်းအဲ့ဒီစိတ်ခင်စားခြင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေနဲ့အဆုံးသက်ပါလူရှင်တဲ့ချစ်သူကို အရာယူနိုင်ဖို့အဆင့်ငါးကိုသွားပါမယ်ဒီအဆင့်ငါးမှာတော့ gratitude ဆိုတဲ့ကျေးဇူးတင်ရှင်းသဘောတရားကိုအသုံးပြုမှာဖြစ်ပါတယ်။ဒီကျေးဇူးတင်ရှင်းသဘောတရားကိုအိယာက no no ရှင်းပြုလုံးမှာဖြစ်ပါတယ်။ဘလို့ပြုလုံးရမလဲဆိုရင်အိယာက no no ရှင်းအခုအချိန်မှာငါဟာသူ့နဲ့အတူတကွာ relationship တစ်ခုတည်းမှာရှိနေပြီဖြစ်တော့ကျေးဇူးတင်ပါတယ်။ငါအရင်ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။အခုအချိန်မှာငါဟာ အာသူ့ရဲ့ချစ်ချင်းမိတာတွေကိုရရှိပိန်ဆိုင်နေပြီဖြစ်တော့ကျေးဇူးတင်ပါတယ်စိတ်ထင်းမှာအရင်ကြည်နေပါတယ်အခုအချိန်မှာငါဟာသူ့ရဲ့ဦးစားပေးမှုသူ့ရဲ့တင်ပို့ထားမှုသူ့ရဲ့လေးစားမှုတွေကိုရရှိနေပြီဖြစ်တော့ကျေးဇူးတင်ပါတယ်အရင်ကိုလေဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်မိမိကိုယ်ကိုကံကောင်းတဲ့သူတယောက်အဖြစ်လေးမှဲ့ယူရပါတယ်စသဖြင့်ကိုဖြစ်ရှင်တဲ့ပုံစံတွေကိုပြောပြီးရင်ကျေးဇူးတင်ပါ ဒီလိုကျေးဇူးတင်ခြင်းအလေးအကျင့်ကိုလေ့ကျင့်တဲ့အခါစိတ်ထေးကလှိတ်လှိတ်လေးလေးကျေးဇူးတင်ပါ အခုအချိန်မှာသူနဲ့အမှန်တကယ် relationship ထေးကိုရောက်ရှိနေပြီလို့မိမိကိုယ်ကိုယုံကြည်ပါယုံပိုင်ဆိုင်ရာအရှိအနေမှာတော့သူနဲ့အတူတကွရှိရှင်မှရှိမိအစဉ်ပြေရှင်မှပြေနေမိဒါပေမဲ့အဲ့ဓာတွေကိုလုံးဝဂရုစိတ်မနေပါနဲ့ ကျေးဇူးတင်တဲ့အလေးအကျင့်ကိုလေ့ကျင့်လိုက်တဲ့အချိန်တိုင်းမှာသူနဲ့အတူတူက relationship တစ်ခုထည့်ကိုရောက်ရှိနေပြီဖြစ်တော့ပျော်ရွှင်နေပြီဖြစ်ကြောင်းပဲကျေးဇူးတင်ပါအဲ့ဒီဟာဒီအမှန်တကယ်ဖြစ်တယ်တော့ယုံယုံကြည်ကြည်နဲ့ကိုကျေးဇူးတင်ပါစိတ်ထည့်ကလှိမ့်လှိမ့်လေးလေးဝမ်းမြောက်ဝမ်းသာဖြစ်အောင်ကျေးဇူးတင်ပါဒီနေ့ချင်းခင်းတွေကိုလေ့ကျင့်နေတဲ့အချိန်ကာလအတွင်းမှာတစ်ဖက်လူနဲ့ပတ်သက်လို့အပြုတ်သဘောမဆောင်တဲ့အတွေးတွေတွေးလာနိုင်တဲ့တိအဲကိုကသွားရင်စားရင်လာရင်လာရင်အချိန်မှာ တဖက်လူကကိုယ့်ကိုမချစ်တဲ့အကြောင်းတဖက်လူကကိုယ့်အပေါ်ရက်ဆက်တဲ့အကြောင်းစသည်ဖြင့်အဆင်မပြေတဲ့အကြောင်းအရာလေးတွေကိုတွေးမိနိုင်တယ်။အဲဒီလိုတွေးမိလိုက်တဲ့အချိန်တိုင်းမှာပြောင်းပြန်အရှိအနေစကလုံးကိုသုံးပြီးရင်ကျေးဇူးတင်ရှင်သဘောတရားကိုပြန်လည်လေ့ကျင့်ပါ။ဥပမာဆိုပါစို့ကိုယ့်ရဲ့စိတ်ထဲကတွေးလိုက်တာက "तू ငါ့ကိုလုံးဝအဆက်အသွယ်မလုပ်ဘူး၊ तू ငါ့ကိုမချစ်ဘူး"ထင်တယ်။အဲဒီလိုတွေးမိလိုက်တယ်ပေါ့နော်။အဲဒီလိုတွေးလိုက်တဲ့အချိန်တိုင်းမှာပြောင်းပြန်စကလုံးကိုပြန်ပြော။ သူကငါ့ကိုအမြင်နဲ့ဆက်သွေနေတာသူငါ့အရင်ချစ်တာပဲအဲ့ဒါကြောင့်ငါကျေးဇူးတင်တယ်ဆိုတဲ့စကားလုံးကို ပြန်ပြီးပြောပြီးကျေးဇူးတင်ပါကိုယ့်ရဲ့စိတ်ထဲမှာတစ်ဖက်လူနဲ့ပတ်သက်လို့အပြုသဘောမဆောင်တဲ့အတွေ့တွေ negative အတွေ့တွေဝန်းနေတဲ့အတွေ့တွေစိတ်ပြအငြိတဲ့အတွေ့တွေအဲ့ဒီလိုအတွေ့တွေပေါ်လာနိုင်တာကိုသိနိုင်ဖို့အတွက်အမြင်နဲ့ကိုယ်စိတ်ကိုယ်ကိုတည်ထားဖို့တော့လိုအပ်ပါတယ် ဒီလိုအပြုသဘောမဆောင်တဲ့ negative အတွေးတွေဟာကိုယ့်ရဲ့ manifestation ကိုဖျက်ဆီးတတ်ပါတယ်။ဒါကိုဥပမာပြရမေဆိုရင် မျိုးကောင်းအပင်ရဲ့ဘေးမှာပေါင်းပင်ကလေးတွေပေါက်နေသလိုပေါ့။အဲ့ဒီတော့ပေါင်းပင်ကလေးတွေဟာဒီမျိုးကောင်းအပင်ကိုရှင်သန်တီးထွားစေဖို့အနှောင့်အယှက်တွေဖြစ်စေပါတယ်။ဒီလိုသဘောမျိုးကိုယ့်ရဲ့ manifestation ကို ကောင်းဝင်စွာ အထမြောက်အောင်မြင်စေဖို့အတွက် ပေါင်းပင်နဲ့တူတဲ့ negative အတွေ့တွေ negative emotion တွေကိုအမြဲတမ်းဖိရှားပေးနေဖို့လိုအပ်ပါတယ်။ဒီလိုဖိရှားပေးနိုင်ဖို့ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းတည်တည်နဲ့စောင့်ကြည့်ဖို့တော့လိုအပ်ပါတယ်။အခုဒီဗီဒီယိုထဲမှာပြောပြခဲ့တဲ့အချက်၅ချက်ကတော့ကိုလိုရှင်တဲ့ခြေသူဘသူ့ကိုမဆိုသင်ရှားပေါက်ရရှိစေနိုင်ပြီး manifestation လုပ်ငန်းစဉ်ပေးဖြစ်ပါတယ်။ ဒီ manifestation လုပ်ငန်းစဉ်ကိုရပောင်း30ပြုလုပ်ပါတကယ်တော့ကိုယ်စိတ်ထဲမှာဒီရပောင်း30ပြုလုပ်လို့မလုံလောက်နိုင်ဘူးပေါ့နော်ကိုယ့်ရဲ့အတွေးတွေကမပြောင်းလေးဘူးအဲ့လိုခက်ခဲကြမ်းကြာနေတာတွေရှိရဆိုရင်ရပောင်း60ပြုလုပ်ပါရပောင်း30ပြုလုပ်လို့လုံလောက်တယ်မလုံလောက်ဘူးဆိုတာကတော့မိမိကိုယ်ကိုသိပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုကိုယ့်ရဲ့အတွင်းကဘာပြောင်းလဲလာတာကိုကိုကိုယ်တိုင်ခံစားမိပါလိမ့်မယ်။ ကိုယ့်ရဲ့အတွင်းကဘာပြောင်းလဲတွေဆိုတာကိုယ်အရင်တုန်းကတွေးတောခဲ့တဲ့အတွေးတွေစိတ်ကူးစိတ်သိမ်းတွေအဲ့ဒါတွေနဲ့မတူတော့ဘဲကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့ယုံကြည်မှုတွေကိုယ့်ရဲ့ခံစားချက်တွေဟာအသစ်ဖြစ်လာတယ်ကိုလိုချင်တဲ့ပုံစံမျိုးအတိုင်းကို manifest ပြုလုပ်တဲ့ပုံစံမျိုးအတိုင်းဖြစ်လာတာကိုဆိုလိုပါတယ်ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့စိတ်ကူးစိတ်သိမ်းတွေဟာအရင်တုန်းကနဲ့ဆက်လက်တူနေအောင်မေဆိုရင်တော့ ကိုရဲ့အတွင်းကပါမပြောင်းလေးသေးဘူးလို့ဆိုလိုပါတယ်။ဒါကြောင့်ရေပောင်း30ပြုတ်လို့လို့မပြောင်းလေးသေးဘူးဆိုရင်ရေပောင်း60လောက်ဆက်လက်တိုးမြင့်ပြုတ်လို့ပေးပါ။ရေပောင်း60လောက်ဆိုရင်မိတ်ဆွေပြောင်းကိုပြောင်းလေးသွားပါလိမ့်မယ်။ကိုရဲ့အတွင်းကပါပြောင်းလေးလာပြီဆိုရင်မိတ်ဆွေလိုချင်တဲ့ချစ်သူကိုမိတ်ဆွေဟာတေချာပေါက်ရပါလိမ့်မယ်။ဒါကအနည်းနဲ့အမြင်ပဲရှိပါလိမ့်မယ်။တချို့မြင်တဲ့သူတွေဆိုရင် manifestation ပြုလုပ်နေစဉ်နှစ်ရက်သုံးရက်အတွင်းတစ်ပတ်အတွင်း ရပောင်း20အတွင်းစသည်ဖြင့်ပုံစံအမျိုးမျိုးရှိရယ်ကိုယ့်ရဲ့ manifestation ကအဆင်မပြေတော့ကြာနေခဲ့တယ်ဆိုရင်လေကိုယ့်ရဲ့စိတ်ထဲမှာယုံယုံကြည်ကြည်နဲ့သာပြုလုပ်ပါနေထိုင်ပါမိတ်ဆွေဟာဒီလုံငင်းစဉ်ကိုရပောင်း60လောက်ပြုလုပ်ခဲ့တော့ကိုလိုရှင်တဲ့ချစ်သူကိုရမလားသိဘူးဆိုရင်လေစိတ်ထဲမှာစိတ်ပြက်အောင်နေတာတွေမရှိပါနဲ့မိတ်ဆွေရဲ့အတွင်းကဘာသာပြောင်းလဲသွားပြီဆိုရင်မိတ်ဆွေလိုရှင်တဲ့ချစ်သူကိုသေချာပေါက်ရဖို့ရမှာပဲဖြစ်တယ် ဒါကြောင့်သူဟာအချိန်တင်မိတ်ဆွေစီကိုရောက်ကိုရောက်ရှိလာမှာပဲဖြစ်တယ်။အမှန်တကယ်အတွင်းကဘာပြောင်းလဲသွားတဲ့သူကလေဘီတော့ရောက်လာမလို့ဘီအချိန်လာမှလေးကိုလေးမျှော်နေမှာမဟုတ်ပါဘူး။ကို့ဘဝနဲ့ကိုကြည်နဲ့ပျော်ရွှင်ပြီးနေမှာပဲဖြစ်တယ်။ဒါအပြင်သူဟာကို့ကိုအမြင်နဲ့ချစ်ခင်နေမေဆွေးနေနေမေလိုရှင်နေမေသူနဲ့ကိုဟာအတူတူကွာရှိနေတဲ့ relationship တစ်ခုလေးကိုရောက်ရှိနေတယ်လို့မိမိကိုကိုယုံကြည်ပြီးသားဖြစ်နေပါလိမ့်မယ်။ အခုဒီဗီဒီယိုမှာပြောပြခဲ့တဲ့နည်းလမ်းကိုကောင်းဝင်စွာလိမ့်နာကျင့်သုံးရှင်းအပြင်မိษွေလိုရှင်တဲ့ချစ်သူကိုသင်ရှာပေါက်ပိန်ဆိုင်ရရှိပါလိမ့်မည်လို့ပြောဆိုရင်ဒီဗီဒီယိုကိုနှီးကုန်းရှုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိษွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်